။ Israel ရဲ့အကျော်ကြားဆုံးသူရဲကောင်းတယောက်ဖြစ်တဲ့ Kamal Amin Tabat ဆိုတဲ့လူတယောက်ကြောင့်ပြောရမယ်ဆိုရင်သူ့ရဲ့နာမည်အရင်းကတော့ Eli Cohen ဖြစ်ပါတယ်။သူဟာ Israel ရဲ့အကျော်ကြားဆုံးတချို့တယောက်ဖြစ်ပြီး Syria အစိုးရရဲ့အမြင့်ဆုံးအဆင့်တမရအတိုင်းဝိုင်းထိထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့အပြင် Syria ပြည်သူတွေအားကိုးလေးစားရတဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ဘဝကနေကာကွယ်ရေးဝန်ကြီးခန့်အပ်ခံဖို့ပါယာရားခံခဲ့ရသူဖြစ်ပါတယ်။ဒီလိုဟာရန်သူနိုင်ငံရဲ့ယုံကြည်မှုကိုရယူပြီး၃နှစ်ကျော်ကြာ သူတို့ရဲ့လှုပ်ဝက်ချက်တွေကိုစက်တွေရေးစက်တွေနဲ့သူ့ရဲ့မွေးရမြေစီကိုဘယ်လိုလုပ်ပြီးပေးပို့နိုင်ခဲ့တာလဲ1965ခုနှစ်မှာစီးရီးယားပြည်သူတွေတောင်သဘောထားကွဲလွဲခဲ့ကြတဲ့ကွန်မြက်ချင်းကိုမခံရခင်အထိသူဘယ်လိုလှုပ်ဆောင်ခဲ့တာလဲဒီအကြောင်းကိုမတင်ဆက်ခင်မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Blue TV ကို Like and Subscribe လုပ်ထားပေးကြပါခင်ဗျာ illegal ဟင်အကြောင်းကိုမပြောခင် Israel ရဲ့ထောက်လန်ရေး agency ဖြစ်တဲ့ Mossad အကြောင်းအနည်းငယ်လေးအရင်ဆုံးပြောရပါမယ်။ Mossad ကို1949ခုနှစ် ဒီဇင်ဘာ23ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာပါအဲ့ဒီအချိန်ကစပြီး Mossad agent တွေဟာထောက်လိုင်းရေးတရင်အချက်လက်စုဆောင်းတာနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးလှုပ်ရှားမှုတွေမှာမရေမတွက်နိုင်အောင်ပါဝင်ခဲ့ကြပါတယ်သူတို့ရဲ့အောင်မြင်မှုတချို့ကိုဖြစ်ရမှန်ရုပ်ရှင်တချို့မှလည်းမြင်မှုကြမှာပါဥပမာ ဟိုလိုကော့စ်ရဲ့ final solution လို့ခေါ်တဲ့ဂျူးလူမျိုးတန်ပေါင်းများစွာကိုတုတ်တင်တဲ့အစီအစဉ်ရဲ့ပဲ့ကင်ရှင်ဖြစ်သူ Adolf Eichmann ကို1960မှာဖမ်းဆီးပြီးတရားစီရင်ဖို့ Israel ထိခေါ်ဆောင်လာခဲ့တာမျိုးဒါအပြင်1982ခုနှစ်မြို့နယ်အိုလံပစ်မှာ Israel အကစားသမားတွေကိုတပ်ဖြတ်ခဲ့တဲ့အကြမ်းဖက်အဖွဲ့ Black September ရဲ့ခေါင်းဆောင်တွေကိုကဘာအနက်မြေလမ်းရှာဖွေလိုက်လံဖမ်းဆီးပြီးတုတ်တင်ခဲ့တာဟာလေ Mossad ရဲ့လက်ရာတွေပါပဲ။ မောဆတ်ဟာအစ္စရေးနဲ့ကမ္ဘာတဝန်းမှာယာနဲ့ချီတဲ့စစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ပေမဲ့အများစုကတော့တိတ်ပြီးမကြော်ကြားကြပါဘူး။ဒါကလည်းကမ္ဘာထိပ်တန်းထောင်လိုင်းရဲ့အဖွဲ့တစ်ခုအနေနဲ့သူတို့ရဲ့လှုပ်ဝက်မှုကိုထိန်းသိမ်းထားတာကြောင့်ပါ။ထိပ်တန်းထောင်လိုင်းရဲ့အဖွဲ့တိုင်းမှာအမည်မဖော်လိုတဲ့အကောင်းဆုံးသူတွေရှိတတ်ကြပါတယ်။အီလီကိုရင်ကတော့1960နောက်ပိုင်းနှစ်တွေမှာမောဆတ်ရဲ့အကျိုးမြတ်ရှိဆုံးပိုင်ဆိုင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်အီလီကိုရင်ဆိုတာဘာတူလဲ။ တာမန်30ကျော်ရွယ်လူတစ်ယောက်ကဘလို့လုတ်ပြီးမော့ဆက်ရဲ့အဖိုးတန်ဆုံးအေဂျင့်ဖြစ်လာနိုင်ခဲ့တာလေအစကနေပြောရမယ်ဆိုရင်တော့အီလီကို1924ခုနှစ်မှာအီဂျင့်နိုင်ငံမှာနေထိုင်တဲ့စီးရီးယားဂျူးလူမျိုးမိဘတွေစီကမွေးဖွားခဲ့ပါတယ်သူတို့အရာဆိုရင်ဂျူးလူမျိုးတို့ရဲ့ဇိုင်ယွန်ဝါဒီစိတ်တဲ့ထက်တန်သူတွေဖြစ်ပါတယ်1948ခုနှစ်မှာအစ္စရေးနိုင်ငံဖြစ်ကြီးညာပြီးတည်ထောင်လိုက်တဲ့အခါမှာကိုဟင်မီဒါဆိုတာချက်ချင်းဆိုသလိုအစ္စရေးကိုပြောင်းရွှေ့အခြေချခဲ့ကြပါတယ်ဒါပေမဲ့အီလီကတော့အီဂျင့်မှာ သူ့ရဲ့အင်ဂျင်နီယာဘွဲကိုဆက်လက်တင်ယူဖို့နဲ့ဂျူးနဲ့ဇိုင်ယွန်ဝါဒီလှုပ်ရှားမှုတွေပြန်ပွားဖို့ဆက်နေခဲ့ပါတယ်။ဒါပေမဲ့1956ခုနှစ်မှာတော့အီဂျစ်မှာဂျူးလူမျိုးတွေပေါ်စန့်ကျင်ရေးစိတ်ဓာတ်တွေပုံမပြင်းထန်လာတာကြောင့်ဂျူးတယောက်အတွက်နေထိုင်ဖို့မဖြစ်နိုင်တဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်အီလီကသူ့မိဘတွေနဲ့မောင်နှမရှိရာအစ္စရေးကိုပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။အီဇရီကိုရောက်တဲ့အခါအီလီကအီရက်ဂျူးလူမျိုးတူဖြစ်တဲ့နာဒီယာဆိုတဲ့မိန်းမနဲ့လက်ထပ်ခဲ့ပြီးခလေးတောင်းအောင်ရခဲ့ပါတယ်။အီလီကိုဟင်ကအလုပ်တစ်ခုရှာဖို့စတင်စူးစမ်းနေခဲ့ပြီးတော့ 1958ခုနှစ်မှာတော့အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှာတံမြန်ထောက်လှမ်းရေးအချက်အလက်တွေပြုစုတဲ့စာရင်းဂိုင်ဖြစ်အလုပ်ရခဲ့ပါတယ်1960ခုနှစ်မှာမော်ဆက်ရဲ့ညွှန်ကြားမှုမေယာအက်မစ်ကစီးရီးယားအစိုးရရဲ့ဆဲလ်မွေဘီထိုးဖောက်ဝင်ရောက်ဖို့ထူးခြားတဲ့အေဂျင့်တယောက်ကိုရှာဖွေနေခဲ့ပါတယ်သူအင်တာဗျူးလုပ်ခဲ့တဲ့လူတွေထဲမှာဘယ်သူမှဒီလောက်အတွက်တင့်တော်မေလို့မတွေ့နိုင်ခဲ့ပါဘူးစိတ်ပြက်လာတဲ့အက်မစ်ကအေဂျင်စီရဲ့ reject စာရင်းတွေကပယ်ချခံထားရတဲ့ရှောက်ထားသူဖိုင်တွေကိုပြန်လည်ကြည့်ခဲ့ပါတယ် အဲ့ဒီမှာအီလီကွန်ဟီရဲ့ဖိုင်တစ်ခုကိုတွေ့ပြီးစိတ်ဝင်စားသွားခဲ့ပါတယ်။နောက်ရက်သက်ပတ်အနေငယ်အတွင်းမှာမော့ဆက်အေဂျင့်တွေဟာအာရဗီစကားပြောတတ်တဲ့ဂျူးလူမျိုးအီလီကွန်ကိုလှုပ်ဝက်စွာစောင့်ကြည့်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့သူ့ကိုစူဆောင်ရင်းနဲ့လေ့ကျင့်ရေးအတွက်တင်းတော်တယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီနေ့မှာတော့သူ့ရဲ့ရုံငန်းတကားကိုတယောက်ယောက်ကလာခေါက်နေပါတယ်။လာတဲ့သူကအစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကထောက်လှမ်းရေးအရာရှိတယောက်ဖြစ်ပြီးတော့အီလီကိုဥရောပနဲ့အာရဗီနိုင်ငံတွေစီခီးသွားမဲ့အလုပ်တစ်ခုကိုကမ်းလှမ်းလာပါတယ်။ အဲ့ဒီအချိန်မှာတော့အီလီကွင်းဟာအဲ့ဒီအလုပ်ကိုစိတ်ဝင်စားတော့ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ဇနီးနာဒီယာကပထမဆုံးကလေးကိုကိုဝင်ဆောင်လာတဲ့အတွက်သူကလည်းနာဒီယာနဲ့ပဲအချိန်ကုန်ဆုံးကြည်နေခဲ့တာပါ။လာစာနှစ်ဆပေးမယ်ဆိုတဲ့ကန့်လန့်မှုကအဲ့ဒီအချိန်မှာသူ့ကိုစိတ်ပြောင်းအောင်မဆွဲဆောင်နိုင်ခဲ့ပါဘူး။အပြင်မဲ့တလားကြာမှာကန့်ဆိုးစွာနေပဲအီလီကွင်းဟာသူ့အလုပ်ကဝန်ထမ်းဖြတ်တောက်မှုကြောင့်အလုပ်ထုတ်ခံရတော့မယ်ဆိုတဲ့တည်င်းကိုဆက်ရက်ကြိုတင်အကြောင်းကြားစာနဲ့တိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲ ကာကွယ်ရေးဝန်ကြီးဌာနကထူးဆန်းတဲ့လူတစ်ယောက်ကထပ်ပေါ်လာပြီးအလုတ်ကမ်းလန်းမှုကိုပြန်လဲကမ်းလန်းလာပါတယ်ဒီတစ်ခါမှာတော့အီလီကိုဟင်စဉ်းစားသွားပြီးတော့အလုတ်ကိုလက်ခံလိုက်ပါတော့တယ်အီလီကိုဟင်ရဲ့စိတ်ရင်းထဲမှာတော့မော့ဆတ်မှာအလုတ်လုတ်ဖို့အခွင့်အရေးရတာကိုအန်အောဝမ်းသာနေခဲ့ပေမဲ့သူ့ရဲ့မစ်ရှင်ကဘာဖြစ်မယ်ဆိုတာကိုတော့သူလုံးဝမသိခဲ့ပါဘူးအဲ့ဒီအလုတ်အတွက်သူဟာလာပေါင်းများစွာတင်တန်းတွေစတက်ခဲ့ရပါတယ်အဲ့ဒီတင်တန်းတွေကတော့သူ့ရဲ့မှတ်ညံတဲ့စိတ်တည်ငြိမ်မှုကိုပြင်းပြင်းထန်ထန်စမ်းသပ်တဲ့တင်တန်းတွေပါ6လတာလုံး အီလီကိုရင်ဟာမနက်မိုးလင်းတာနဲ့ရေးစပ်လို့ပဲတည်ထားတဲ့လူတယောက်နဲ့လေ့ကျင့်မှုနိုးထလာခဲ့ပါတယ်ပထမဆုံးသူ့ရဲ့ဆရာကအီလီရဲ့ဓာတ်ပုံရိုက်တယ်လို့မှတ်မိနိုင်တဲ့ဉာဏ်ရည်ကိုပုံမဖွင့်ပြအောင် လေ့ကျင့်ပေးခဲ့ပါတယ်သူကစပွဲဘော်ကိုပစ္စည်းတွေပြစ်တင်လိုက်ပါတယ်အီလီဟာမှတ်ညံအလွန်ကောင်းတဲ့အတွက်အဲ့ဒီပစ္စည်းတွေကိုတစ်ဆက်ကလောက်တစ်ချက်ကြည့်ပြီးမျက်လုံးမှိတ်လိုက်တာနဲ့အဲ့ဒီအရာတွေရဲ့အသေးစိတ်ပုံစံကိုတိကျစွာဖော်ပြနိုင်ခဲ့ပါတယ်ကားသစီးရဲ့အမျိုးအစားမော်ဒယ်နဲ့ထုတ်လုပ်တဲ့နှစ်ကိုတစ်ချက်ကြည့်ုံနဲ့ခွဲခြားနိုင်ပါသေးတယ် နောက်ပိုင်းမှာအီလီကိုရင်ကတင်ကားမော်တဲ့အမျိုးမျိုးလေရင်တွေအမြောက်တွေကိုတစ်ချက်တည်းကြည့်ုံနဲ့ခွဲခြားနိုင်အောင်တင်ယူခဲ့ပါတယ်။သူ့နောက်ကလိုက်နေတဲ့သူကိုလှည့်မကြည့်ပဲစိုင်ပဒင်းပေါက်မှန်နေတဲ့ရောင်မြန်ဟတ်မှုကိုအသုံးပြုပြီးတိတ်တဆိတ်စောင့်ကြည့်နီးကိုလည်းတင်ယူခဲ့ပါတယ်။သူ့ရဲ့တင်နန်းဆရာပြောတာကတယောက်ယောက်ကမင်းကိုမှတ်မိတယ်လို့လုပ်နေရင်မင်းမားနေပြီလို့ပဲပြောလိုက်လို့တင်ထားပေးခဲ့ပါတယ်။တခါမှသူ့ကိုအဝေစားကုန်ချုပ်ပြီးရေခဲတမျှအေးဆက်နေတဲ့ရေကန်ထဲကိုထည့်ထားခဲ့ပါတယ်။ ဒါကသူ့ရဲ့ခန္ဓာရည်နဲ့မော့ဆက်ကပေးထားတဲ့နာမည်အတုကိုထိမ့်သိမ်းနိုင်စွာကိုစစ်ကြောရေးလုပ်တာပါ။အီလီဂိုရင်ကစီးရီးယားလီယူလီဒင်းနဲ့အာရဘီဘာသာစကားပြောတတ်အောင်လည်းတင်ယူခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကနီးပညာမြင်မာပြီးတင်းငယ်တဲ့ရေဒီယိုထုတ်လွှင့်ဆက်တစ်ခုကိုဘလို့အသုံးပြုရမလဲဆိုတာကိုပါတင်ယူခဲ့ပါတယ်။ဒီဆက်လေးကနောက်နှစ်တွေမှာသူ့အတွက်အတော်လေးကိုအသုံးဝင်ခဲ့ပါတယ်။အဲ့ဒီပြင်းထန်တဲ့တင်တန်းတွေကိုအောင်မြင်စွာပြီးစီးပြီးတဲ့နောက်မှာတော့အီလီဂိုရင်ဟာသူ့ရဲ့ပထမဆုံးမစ်ရှင်အတွက်အသင့်ဖြစ်သွားပါပြီ။ နာဒီယာကတော့သူ့ယောက်ျားကာကွယ်ရေးဝန်ကြီးဌာနမှာအလုပ်လုပ်နေပြီးတော့ခရီးတွေအများကြီးသွားရမယ်ပြည်ပမှာကြာရှည်နေရမယ်ဆိုတာကိုပဲသိထားပါတယ်အီလီဟာအခုဘေရုတ်မှာမွေးဖွားပြီးအီဂျစ်မှာကြီးပင်းလာတဲ့ကာမယ်အာမင်တာဘတ်ဆိုတဲ့မွတ်စလင်အာရက်တတိယတယောက်ဖြစ်သွားပြီဆိုတာသူ့မိမမသိကြပါဘူး1962ခုနှစ်မှာအီလီရဲ့ပထမဆုံးအစ္စရေးတရှူမစ်ရှင်စဖို့သူ့ကိုအာဂျင်တီးနားနိုင်ငံမြို့တော်ဘရူနိုအေရီစ်မြို့ကိုခေါ်ဆောင်သွားပါတော့တယ် အဲ့ဒီမှာစီးရီးယားလူမျိုးတွေအများကြီးနေထိုင်တဲ့ရပ်ကွက်တစ်ခုရှိပါတယ်။သူဟာချက်ချင်းဆိုသလိုပဲစပိန်ဘာသာစကားကိုဆရာတဦးနဲ့တဦးချင်းတင်ယူပြီးတော့အာဂျင်တီးနားမှာနှစ်ပေါင်းများစွာစီးပွားရေးလုပ်ခဲ့ပါတယ်ဆိုတဲ့သူ့ရဲ့နောက်ခံဇလန်းကိုယုံကြည်လောက်အောင်ဖန်တီးခဲ့ပါတယ်။သူဟာအရက်လူမှုအသင်းအဖွဲ့တစ်ခုမှပုံမှန်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီးတော့အရက်မွတ်စလင်အထက်တန်းလွှာတွေနဲ့ရောရှက်ပေါင်းသင်းခဲ့ပါတယ်။အီလီဟာလူတွေကိုဆွဲဆောင်တတ်တဲ့အရေးချင်းရှိပါသေးတယ်။လူတွေကိုသူတို့ကိုသူတို့အရေးပါတယ်လို့ခံစားရအောင်လဲလုပ်တတ်ပါတယ်။ ဒီရေချင်းကသူ့အတွက်အများကြီးကိုအထောက်အကူပြုခဲ့ပါတယ်။စာရေးဆရာဗန်ဟာနန်ကအီလီယာကုံသွေးရေးကုမ္ပဏီတစ်ခုရဲ့မန်နေဂျာကိုဘလို့ဆွဲဆောင်ခဲ့လဲဆိုတာကိုဖော်ပြထားပါတယ်။အဲ့ဒီမန်နေဂျာကနွားအောင်ရှီလျားညင်းဝေးဆရာဆွေးနွေးမှုကိုအီလီကအာယုံဆိုင်နားထောင်ပြီးတော့မှစိတ်ဝင်စားနဲ့တုံ့ပြန်ခဲ့ပါတယ်။မန်နေဂျာကအစ္စရေးကိုအသားရည်တင်ဖို့ပြင်မဲ့ဆီးရီးယားကိုမပို့ဘူးဆိုတော့အီလီက ခမရကဇီယိုဝါဒီကောင်တွေကြတော့အသားရောက်ပြီးကျွန်တော်တို့ရဲ့မိခင်နိုင်ငံကိုတော့မရောက်ဘူးပေါ့ဟုတ်လားဆိုပြီးတော့အာရက်အမျိုးသားရေးဝါဒနဲ့တထထဲကြအောင်ပြောလိုက်တာမို့လို့သူ့ရဲ့အယောင်ဆောင်ဇက်ကောင်ကိုပို့ပြီးယုံကြည်လောက်စရာဖြစ်သွားပါတယ်ဂျော့ချ်ကနေတဆင့်အီလီကိုရင်ဟာဘုံမူကြီးစာလန်းကားတော်နဲ့ယင်းနှီးခွင့်ရသွားပါတယ်ဘုံမူကြီးကဘာအက်ပါတီကစစ်တပ်အာဏာသိမ်းဖို့စီစဉ်နေတဲ့ဆိုတဲ့အချက်ကိုဖွင့်ရပြောပြခဲ့ပါတယ်ဒါအပြင်ဆီးရီးယားနဲ့အစ္စရေးနယ်စပ်မှာအားနည်းချက်တွေရှိတယ်ဆိုတာကိုလည်းအီလီကိုရင်ကိုပြောပြခဲ့ပါတယ် ပြီးတော့သူကလှုပ်ဝက်မြေရောက်ဥမင်လှိုင်ကောင်းတွေအကြောင်းကိုလည်းဖွင့်ဟပြောပြခဲ့ပါတယ်။အဲဒီဥမင်လှိုင်ကောင်းတွေထဲမှာစီးရီးယားစစ်သားယာပေါင်းများစွာကဖုံးကွယ်ထားတဲ့နေရာတွေကနေတိုက်ခိုက်ဖို့အသင့်အနေထားနဲ့နေရာယူထားပါတယ်။သူကအီလီကိုရင်ကိုအဲဒီနေရာတွေကိုလိုက်ပြဖို့တောင်ခေါ်သွားပါသေးတယ်။အဲဒီမှာစီးရီးယားတွေကဂိုလန်တောင်တန်းမှာမြန်မာတွေနေရာတွေကိုတင်းထားပြီးတော့အောက်ကအစ္စရီးနေမျိုးကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့မဟာဗျူဟာမြောက်အာသာချက်ကိုပိုင်ဆိုင်ထားတာကိုတွေ့လိုက်ရပါတယ်။ ဗိုလ်ကြီးကအဲ့ဒီနေရာမှာတီဆောင်းမဲ့ခံတက်တည်တဲ့အသေးစိတ်မြေပုံကိုတောင်ပြခဲ့ပါတယ်။အီလီကိုရင်ကမြေပုံကိုဓပုံရိုက်လို့မရနိုင်ခဲ့ပေမဲ့သူ့ရဲ့ထူးချွန်တဲ့မှတ်ဉာဏ်ကြောင့်အသေးစိတ်အချက်လက်တိုင်းကိုမှတ်ထားနိုင်ခဲ့ပါတယ်။ဒမက်စကတ်မှာရောက်နေတဲ့ကမလ်အာမင်တပ်အဖြစ်ဟန်ဆောင်လာတဲ့အီလီကိုရင်ဟာအာရက်ကဘာကိုတနိုင်ငံနဲ့ဖြစ်ပေါင်းစည်းခြင်းနဲ့ဘာအက်ပါတီနဲ့လက်တွဲခဲ့ပါတယ်။1963ခုနှစ်မှာဘတ်ပါတီကအာနာသိမ်းခဲ့ပြီးအီလီကိုရင်ရဲ့မိတ်ဆွေအောင်အာမင်အဟာဖစ်ဟာတမရအဖြစ်အာနာရရှိခဲ့ပါတယ်။ဟာဖစ်ကအီလီကိုရင်ကို အယန်းခင်မင်တန်ရောစင်ဖြစ်သွားတဲ့အတွက်သူ့ကိုကာကွယ်ရေးဝန်ကြီးယာရုတွတ်တောင်ယာထားလိုက်ပါတယ်။နောက်ထပ်၃နှစ်လုံးအီလီကသူ့မိဆွေတစ်တီစီကနေဆီးရီးယားအစိုးရရဲ့လှုပ်ဝက်တည်င်းနေစီရေးအစီအစဉ်တွေကိုစူးစမ်းပြီးတော့ရေဒီယိုကနေတဆင့်မော့ဆက်အဖွဲ့တွေစီအစီရင်ခံစာယာပေါင်းများစွာပို့လွှတ်ခဲ့ပါတယ်။တချို့အစီရင်ခံစာတွေကိုမမြင်ရတဲ့မှင်းနဲ့ရေးပြီးပို့ခဲ့ပါတယ်။နှစ်တေကြာလာတိုင်းနဲ့မျှဆီးရီးယားကာကွယ်ရေးဌာနရဲ့ထိတ်တန့်ဝန်ထမ်းတွေပဲတည်ရတဲ့အချက်လက်တွေကိုလည်းသူတရှိခွင့်ရသွားခဲ့ပါတယ်။ အီလီကွင်ကလူတွေကြားမှာခိုးကြောင်ခိုးရနေနေတာမဟုတ်ပဲနဲ့ပွင့်ပွင့်လင်းလင်းနေထိုင်ခဲ့တာပါသူ့ရဲ့အိမ်တစ်ကနိုင်ငံသားတန်ယုံနေချမ်းသာတဲ့စီးပွားရေးသမားတွေရဲ့အိမ်နေနိုင်ငံခေါင်းဆောင်ရဲ့တရားဝင်နေအိမ်နေနဲ့နီးကပ်စွာတည်ရှိနေပါတယ်သူ့အိမ်ထဲမှာဆက်သွယ်ရေးကိရိယာမျိုးစုံကိုနေရာအမျိုးမျိုးမှာဖုံးကွယ်ထားခဲ့ပါတယ်နေတိုင်းမနက်စောစောဒါမှမဟုတ်ညနေတဲ့အခါအီလီကွင်ကအစ္စရေးကိုသတင်းစကားတွေပို့လွှတ်ခဲ့ပါတယ်သူ့အိမ်ဟာဆီးရီးယားစစ်တပ်ဌာနချုပ်နဲ့တိတ်မလန့်မကန့်တဲ့နေရာမှာရှိနေတာကြောင့် စစ်တပ်ဆိုင်ရာထုတ်လွှင့်တဲ့ line တွေရှုပ်ရှက်ခတ်နေတဲ့နေရာကြားမှာနေထိုင်ခဲ့တာပါဒါက illegal ရင်အတွက်ပြီးပြည့်စုံတဲ့ဖုံးကွယ်မှုတစ်ခုလို့ဖြစ်နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ထုတ်လွှင့်မှုတွေနဲ့စစ်တပ်ကပုတ်လွှတ်တဲ့တဲ့ရင်တွေကိုဘယ်သူမှခွဲခြားမသိနိုင်ခဲ့လို့ဖြစ်ပါတယ် illegal ဟာအခု syria ရဲ့အာဏာရှိဆုံးပုဂ္ဂိုလ်နဲ့ဓာတ်ရိုက်ဆက်သွယ်နိုင်တဲ့အခွင့်အရေးရသွားပါပြီ illegal ဟာသူ့ရဲ့စိန်ခံအင်ဂျီမှာသမရအစ်တွတ်ခန်းနာတဲ့ပါတီဘွဲတွေကျင်းပပေးနေခဲ့ပါတယ်တနေ့အဲ့ဒီဘွဲမှာ illegal ဟာ ဂျော်ဒန်မြစ်ရေလွဲပုတ်မှုစီမံကိန်းမှာပါဝင်တဲ့အင်ဂျင်နီယာတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီစီမံကိန်းကအစ္စရေးရဲ့ပင်မရေအရင်းမြစ်ကိုဖျက်တော့ဖို့ရည်ရွယ်ထားတာပါ။အင်ဂျင်နီယာကသူတို့ရဲ့ရေကာတာတွေဟာအစ္စရေးရဲ့ဘုံးပေါက်ခွဲမှုကိုခံနိုင်ရရှိအောင်တည်ဆောက်ထားတယ်လို့ကြွားဝါခဲ့ပါတယ်။အီလီကွင်ကတော့ဒီအချက်အလက်တွေအားလုံးကိုတယ်လာဗစ်မြို့တော်ကိုပြန်ပို့ပေးလိုက်ပါတယ်။ဒါကြောင့်အစ္စရေးဟာစီးရီးယားရဲ့ခံတပ်တွေကိုအတိအကျမြေပုံရေးဆွဲနိုင်ခဲ့ပါတယ်။1964ခုနှစ် နိုဝင်ဘာ17ရက်နေ့မှာတော့စီးရီးယားတပ်ဖွဲ့တွေကနေဇန်နားမှာအစ္စရေးရဲ့ထုံစက်တွေကိုပစ်ခတ်လိုက်ပါတယ်။အစ္စရေးလေတပ်ကချက်ချင်းပဲစီးရီးယားရဲ့ဂျော်ဒန်မြစ်ရေလွှဲပို့မှုစက်ကရိယာတွေကိုတိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးစီးရီးယားရဲ့အစီအစဉ်ကိုယာယီရပ်တန့်သွားစေခဲ့ပါတယ်။ပြီးတော့1969ခုနှစ်6ရက်စစ်ပွဲဟာလည်းအီလီကိုရင်ရဲ့ဂိုလန်တောင်တန်းကစီးရီးယားခံတပ်တွေကြောင်းအသေးစိတ်အစီရင်ခံစာတွေဟာအစ္စရေးအတွက်အရန်ကိုအရေးပါလာပါတယ်။ဂိုလန်တောင်ကုန်းတွေမှာတာဝန်ကျနေတဲ့စီးရီးယားစစ်သားတွေရဲ့ တက်တောင့်တက်တာဖြစ်စေဖို့စိုးရင်တရားဟန်ဆောင်ရင်းအီလီကိုရင်ဟာစစ်သားတွေအတွက်အရေးရဖို့ဘန်ဂါရီနားမှာတစ်ပင်နေစိုက်ပျိုးပြီးမဲဆိုပြီးအကြံပေးခဲ့ပါတယ်။ဒီဂျန်ကစီးရီးယားစစ်တပ်အတွက်ဘန်ဂါရီကိုဖုံးကွယ်ပေးဖို့ဆိုပေမဲ့နောက်ပိုင်းမှာအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကဒီတပ်ပင်နေကိုပဲပြစ်မှတ်ထားမြေပုံညွန့်အမှတ်အသားဖြစ်အသုံးပြုခဲ့ပါတယ်။အီလီကိုရင်မရှိခဲ့ရင်အစ္စရေးဟာဂိုလန်တောင်ကုန်းတွေကိုသိမ်းပိုက်နိုင်ခဲ့မှာမဟုတ်ပါဘူး။ဒီဂိုလန်တောင်ကုန်းတွေဟာအစ္စရေးမြောက်ပိုင်းကိုကာကွယ်ဖို့ အရေးပါလာရုံသာမကအစ္စရေးရဲ့ရေအေးမြင့်30ရာခိုင်နှုန်းကိုထောက်ပံ့ပေးတဲ့နေရာလည်းဖြစ်နေပါတယ်။အဲ့ဒီမဟာဗျူဟာမြောက်နယ်မြေကိုလှင်မြန်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တမရအယ်ဟာဗစ်ကတော့တည်င်းပေါက်ကြမှုတစ်ခုရှိရဲဆိုတာကိုပိုပိုပြီးတန်တရားဝင်လာပါတော့တယ်။ပဲရစ်မှာအရေးကြီးကြီးကြောက်ကက်ခွဲစိတ်မှုလုပ်ပြီးပြန်လာတဲ့အခါအစ္စရေးရဲ့ရေဒီယိုထုတ်လွှင့်မှုတွေမှာသူခီးစင်ရဲ့အသေးစိတ်အချက်လက်တွေကိုပေါ်ပြနေရာကိုတတိထားမိသွားပါတယ်။သူ့တန်တရားကိုအတည်ပြုဖို့အယ်ဟာဗစ်က ထိတ်တန်းအရာရှိတွေနဲ့လှုပ်ဝက်အစည်းအဝေးတစ်ခုကျင်းပပြီးဘသူကမှအသေးစိတ်အချက်အလက်တွေမပြောဖို့တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲသူကအစ္စရေးရဲ့ RV ဘာသာနဲ့ထုတ်လွှင့်တဲ့ရေဒီယိုကိုနားထောင်ကြည့်တဲ့အခါအဲ့ဒီအစည်းအဝေးရဲ့အသေးစိတ်တွေကိုပါကြားလိုက်ရပြီးအံ့ဩသွားပါတယ်။တရင်တွေကဒီလောက်မြန်မြန်ထုတ်လွှင့်နေတာကိုကြည်ကျင်ရပြင်ဒီပေါက်ကြားမှုဟာဆက်တွေ့ရေးရေဒီယိုထုတ်လွှင့်မှုကနေဖြစ်နိုင်တယ်လို့သူသဘောပေါက်သွားပါတယ်။1962ခုနှစ်ကနေ1964ခုနှစ်တွင်အီလီကိုရင်ဟာသူ့ဇနီးနဲ့ကလေးတွေကိုတွေ့ဖို့ အစ္စရေးကို၃ချိန်ပဲပြန်လာနိုင်ခဲ့ပါတယ်။အခုလိုဆီးရီးယားမှာတန်တရားတွေဝင်နေချိန်မှာအီလီကိုရင်ဟာအစ္စရေးကိုခွင့်ယူပြီးရောက်ရှိနေတာပါ။သူ့ရဲ့ဆီးရီးယားမိတ်ဆွေတွေကိုစီးပွားရေးအတွက်ပြည်ပခီးစဉ်ခဏထွက်မယ်လို့ပြောခဲ့ပြီးအစ္စရေးမှာသူ့ရဲ့ဇနီးဖြစ်သူနာရီယာတမီးငယ်နှစ်ယောက်နဲ့ငွေဖွားလာတဲ့တားလီလိုနဲ့ပြန်လည်ဆောင်တွေ့နေပါတယ်။အခုသူနောက်ဆုံးချိန်အစ္စရေးကိုပြန်လာတဲ့အခါမှာတော့ဆီးရီးယားထောင်လန်းရဲ့ခေါင်းဆောင်တွေကသူ့ကိုမကြိုက်တယ်လို့မယုံကြည်တယ်လို့ဖြစ်နေတဲ့ကြောင်းစိုးရိမ်မှုတွေကိုမောဆက်အရာရှိတွေစီတည်င်းဖို့တင်ပြခဲ့ပါတယ်။အီလီကိုရင်ဟာ သူ့တာဝန်ကနေအဆုံးသတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ထောက်လန်ရေးအရာရှိတွေကသူ့ကိုစီးရီးယားကိုနောက်ဆုံးတစ်ချိန်ပြန်သွားဖို့နားချခဲ့ပြီးဒါဟာသူ့ရဲ့နောက်ဆုံးချိန်ဖြစ်စေရမယ်လို့လည်းကတိပေးခဲ့ပါတယ်။အီလီကိုဝင်ကသူ့ဇနီးကိုကာကွယ်ရေးဝန်ကြီးဌာနနဲ့စာချုပ်က1965ခုနှစ်မေလမှာပြီးဆုံးသွားရင်အင်ကိုအပြီးပြန်လာတော့မယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရက်ဟာဘယ်တော့မှမရောက်လာခဲ့ပါဘူး။စီးရီးယားတပ်ဖွဲ့တွေကအစိုးရအတွင်းတည်င်းပေါက်ကြားမှုတွေအတွက်တာဝန်ရှိတယ်လို့တန်တရားရှိတဲ့တချို့တယောက်ကိုအသေးမဲ့ရှာဖွေနေခဲ့ပါတယ် 1965ခုနှစ်ဇန်နဝါရီလမှာတော့တချို့ကို ဖော်ထုတ်ဖို့စီးရီးယားစစ်တပ်ကရေဒီယိုကျင်းနှံဆက်သွယ်မှုတွေအကုန်လုံးကိုယာယီရပ်ဆိုင်းပစ်လိုက်ပါတယ်။ပြီးတော့ဆိုဗီယက်ထုတ်ခင်မီကိရိယာတွေနဲ့လှိုင်းထုတ်လင်းမှုတွေကိုရှာဖွေနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့စစ်တပ်ရဲ့ဆက်သွယ်ရေးတွေအလုံးကြီးပါတိတ်ဆိတ်သွားခဲ့ပြီးမြဲတခုတည်းသောထုတ်လင်းမှုတစ်ခုကဆက်လက်ထွက်ပေါ်နေခဲ့ပါတယ်။ဇန်နဝါရီ24ရက်နေ့မှာစီးရီးယားလုံခြုံရေးအေဂျင့်တွေကအီလီကိုရင်ဟာအစ္စရေးကိုတရင်ပို့နေတဲ့အချိန်မှာပဲသူ့ရဲ့တိုက်ခန်းတွေကိုဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဆီးရီးယားရဲ့အကြီးအကျယ်အရာရှိတွေကအဲ့ဒီထုတ်လွှင့်မှုရဲ့ရင်းမြစ်ကိုခြေရာခံခဲ့ပြီးအဲ့ဒါဟာကာမယ်အာမင်တာဘတ်ရဲ့အိမ်ကနေလာနေတယ်ဆိုတာကိုတေချာပေါက်သိသွားလို့ပါအရာရှိလေးဦးနဲ့စေချောင်းကသူ့အိမ်ကိုဝင်စီးပြီးတော့အီလီကိုရင်အစ္စရေးစီကိုသတင်းပို့နေတဲ့အချိန်မှာပဲဆက်သွယ်ရေးစက်တီနဲ့အတူဖမ်းမိခဲ့ပါတယ်လုံခြုံရေးအေဂျင့်တွေကအီလီကိုရင်ကိုတဖန်ပြန်ပြီးတော့အစ္စရေးစီကိုသတင်းမမှန်ပို့ဖို့အတင်းကျပ်ခိုင်းစေခဲ့ပါတယ်ဆီးရီးယားစစ်တပ်ကအသင့်နေသားမှာရှိနေပါတယ်ဆိုတဲ့သတင်းကိုပို့ခိုင်းပါတယ်။ဒါပေမဲ့အီလီကိုရင်က ဒီတရင်ကိုပုံမှန်ထက်နှီးကွေးစွာပို့လွှတ်လိုက်ပါတယ်။အဲ့ဒါကသူဖမ်းဆီးထားခံရပြီဆိုတာကိုတယ်လာဗစ်မြို့တော်နားလည်အောင်အချက်ပြပေးလိုက်တာပါ။အီလီကိုရင်ကိုဖမ်းဆီးခဲ့ပြီးစစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက်မှာညှဉ်းပန်းနှိပ်စက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တမရအယ်ဟာဖစ်ကအီလီကိုစံပြပြသမှုတစ်ခုအနေနဲ့စစ်ခုံရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပြီးသူ့ကိုရှောက်လွဲခွင့်အောင်မပေးခဲ့ပါဘူး။အဲ့ဒီအချိန်မှာအီလီကိုရင်အဖမ်းခံရတာဟာမယုံကြည်နိုင်လောက်အောင်ဖြစ်နေတဲ့အတွက်ဆီးရီးယားပြည်သူတွေအချင်းချင်းအစိုးရကိုထောက်ခံသူတွေနဲ့ အီလီဂိုရင်ကိုထောက်ခံသူဆိုပြီးသဘောထားတွေအကြီးကျယ်ကွဲလွဲကုန်ကြပါတော့တယ်။1965ခုနှစ်မေလ10ရက်နေ့မှာတော့အီလီဂိုရင်ကိုတချို့လုံးမှုနဲ့တည်ရန်ပေးခဲ့ပါတယ်။နာဒီယာကတော့ရေဒီယိုကနေအီလီဂိုရင်ရဲ့စီရင်ချက်ကိုထုတ်လွှင့်နေတာကိုနားထောင်နေခဲ့ပြီးသူမရဲ့ရှိတဲ့အင်အားနဲ့ရေဒီယိုကိုထူးရိုက်နေခဲ့ပါတယ်။သူမရဲ့လက်သီးတွေနဲ့ရေဒီယိုရဲ့ဖန်သားပြေကိုရိုက်ခွဲလိုက်ပြီးတော့ရေဒီယိုကိုလည်းမြေပြင်ပေါ်ပစ်ပေါက်လိုက်ပါတယ်။ပြီးတော့အယူလိုအော်ဟင်းနဲ့ ဗဒင်းပေါက်တွေစီပြေးသွားပြီးတော့ဗဒင်းပေါက်မှန်တွေကိုလည်းတစ်ခုပြီးတစ်ခုရိုက်ခွဲပစ်လိုက်ပါတယ်။အီလီယက်ကိုကသူမကိုအနားမှာလာပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်။အီဇရီဘက်ကဆီးရီးယားတရှုံဆယ်ယောက်နဲ့တန်းနဲ့ချီတဲ့အကူအညီတွေပြီးတော့ထောက်ပံ့ရေးပစ္စည်းတွေပေးပြီးတော့အီလီကိုရင်ကိုလဲလှယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီကမ်းလှမ်းမှုကိုဆီးရီးယားဘက်ကပယ်ချခဲ့ပါတယ်။အီလီကိုရင်ကိုအပြစ်မရှိအောင်အနောက်နိုင်ငံတွေကနေလူသားချင်းစာနာမှုနဲ့လူခွင့်ရေးစာလော်တွေတောင်းဆိုနေခဲ့ကြပါတယ်။ ကနေဒါဝန်ကြီးချုပ်ဂျွန်ဒီဖင်ပေကာကဆီးရီးယားတမရကိုပြန်စင်းစားဖို့နဲ့စီးပွားရေးပိတ်ဆို့ဖို့ပါချိန်ချောက်တောင်းဆိုခဲ့ပါတယ်။ပုံရံမင်းကြီးကလည်းတမရအယ်ဟာဖစ်တန်ကို ကိုယ်တိုင်ရေးသားရတဲ့စာဆောင်ပို့ခဲ့ပါတယ်။ဒါပေမဲ့ဘေဟာကမှတမရရဲ့စိတ်ကို ပြောင်းလဲမသွားစေခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ယုံကြည်အားကိုးရတဲ့ရင်းနှီးတဲ့မိတ်ဆွေတယောက်စီကတစ္ဆာဖောက်ခံရတယ်လို့ခံစားခဲ့ရလို့ပါ။အဲ့ဒီအချိန်တွင်ဆီးရီးယားတွေကသူ့စီကတည်င်းချက်လက်တွေထုတ်ယူဖို့အကြိမ်ကြိမ်ရိုက်နှက်နှင်းပန်းခဲ့ပြီးမြင် ီလီကွင်ကတော့ဘာမှမဖွင့်ရသွားခဲ့ပါဘူး။တမရာအယ်ဟာဖစ်ကအီလီကွင်ကိုကိုရိုင်းစစ်ဆေးမေးမြန်းခဲ့ပြီးအီလီကွင်ကမွတ်စလင်မဟုတ်ဘူးဆိုတာကိုသိရတဲ့အခါမှာတော့ပိုပြီးအံ့ဩသွားခဲ့ပါတယ်။အီလီကွင်က တရားရုံးနဲ့လူတွေရှေ့မှာအစ္စလမ်ဘာသာရဲ့အရေးပါတဲ့ကျမ်းပိုက်ဖြစ်တဲ့ပထမခန်းကို ဖတ်တဲ့အခါမှာထင်းငော့ထင်းငော့ဖြစ်နေတာကိုတွားပြီးတွေ့လိုက်ရပါတယ်။အီလီကဂျူးလူမျိုးဖြစ်နေရဆိုတာကိုမျက်မြင်သိလိုက်ရတဲ့အခါကျမှဒီတချို့မှုတဲ့တင်ကိုလက်ခံယုံကြည်သွားပါတော့တယ် အများပြည်သူရှိကိုမျက်ခံရခြင်းမတိုင်ခင်မှာအီလီကိုဝင်ကိုသူ့ရဲ့ဇနီးနဲ့တားသမီးတွေထံစာဆောင်ရေးခွင့်ပြုခဲ့ပါတယ်ပြီးတော့သူ့ကိုဂျူးဖုံးကြီးတပားနဲ့စူတောင်းဝင်လဲပေးခဲ့ပါတယ်အီလီကိုဝင်ရဲ့ကိုမျက်မှုကိုစံပြဖြစ်အောင်1965ခုနှစ်မေလ18ရက်နေ့မှာမျိုးလေကောင်ရင်းပြင်မှာလေဘင်းကိုကြိုးဆွဲချကိုမျက်ခဲ့ပါတယ်စီးရီးယားလူပေါင်းတထောင်ကျော်ဟာသူတည်ဆုံးတာကိုလာရောက်ကြည့်ရှုခဲ့ကြပါတယ်ကဘာတွင်းကဂျူးလူမျိုးတွေက ရုပ်မြင်တန်ကြားကနေသိဒီဖြစ်ရပ်ကိုကြည့်ရင် လူတယောက်တည်းကဂျူးနိုင်ငံအတွက်ဘေးနီးရဖြစ်လာနိုင်တဲ့အစီအမံတွေကိုတယောက်တည်းဘလို့ဟန်တားခဲ့လိုက်ရလဲဆိုတာပထမဆုံးချိန်သဘောပေါက်သိရှိသွားခဲ့ကြပါတယ်။သူဟာလေးနှစ်လုံးလုံးနေစဉ်နီးပါးသူ့ရဲ့အသက်ကိုဖတ်နေထုတ်ထားရင်တာဝန်ထမ်းဆောင်ခဲ့ရတာပါ။အီလီကိုရင်ရဲ့တရှိုးဖြစ်အောင်မြင်မှုကစီးရီးယားကိုအရှက်ရသွားစေခဲ့ပါတယ်။အဲဒီလိုနှာခဲ့သွားခဲ့တာကြောင့်စီးရီးယားခေါင်းဆောင်တွေကသူ့ရဲ့ရုပ်အလောင်းကိုသူ့မိသားစုစီကိုရောအစ္စရေးစီကိုပါပြန်ပေးဖို့ညှင်းဆုပ်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးဘက်က သူ့ကိုအိမ်ပြန်ခေါ်ဆောင်ဖို့ကြိုးစားမှုကိုအခုထိမရက်တန့်သေးပါဘူး။ Israel ထောက်လိုင်းရဲ့အရာရှိတပူကအီလီကိုရင်တေဆုံးပြီးနှစ်အနည်းငယ်ကြာမှာအီလီရဲ့ရုပ်ကြွင်းတွေကိုခိုးထုတ်ဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီအစီအစဉ်ကိုဖော်ထုတ်ခံလိုက်ရပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့ဆီးရီးယားတွေကအီလီကိုဟင်ရဲ့ရုပ်ကြွင်းတွေကိုဖာရိုဘုရင်တပားလိုမျိုးခိုင်ခန့်တဲ့တင်းကြိုင်းထဲမှာပြန်လည်မြုပ်နှံခဲ့ပါတယ်။ဒါပေမဲ့ဒီမှာနေပြီးမသွားပါဘူး။ဆီးရီးယားဆိုရရဲ့တရားဝင်အရာရှိဟောင်းတူရဲ့ပြောကြားချက်အရဆီးရီးယားတွေက အီလီဂိုဟင်းရဲ့ရုပ်ကြွင်းတွေကိုနေရာ၃ခုမှာ၃ချိန်တိတိမြုပ်နှံခဲ့ပြီးတော့အခုတော့သူ့တင်းကြိုင်းတွေကိုတနေရာပြီးတနေရာအရွှေ့တွေလွန်ပြီးသူတို့လည်းမသိတော့ဘူးလို့ဆိုထားပါတယ်။အီလီဂိုဟင်းဟာသူ့နိုင်ငံအတွက်ကိုကြိုးမဖတ်ပဲတာဝန်ထမ်းဆောင်ရင်းအသက်ခံခဲ့ရတဲ့အစ္စရေးသူရဲကောင်းတယောက်ဖြစ်သွားခဲ့ပါတယ်။အစ္စရေးနိုင်ငံတဝမ်းမှာသူ့ရဲ့ဂုဏ်ပြုမှုအတွက်ကျောင်းတွေလမ်းတွေပန်းခြံတွေကို သူ့နာမည်နဲ့နာမည်ပေးထားကြပါတယ်။အီလီဂိုဟင်းရဲ့ရဲရင်မှု သူ့နိုင်ငံပေါ်ထပ်တန့်တဲ့တစ္ဆာစောင့်တိမှုတွေနဲ့အစ္စရေးရဲ့စစ်ရေးအောင်မြင်မှုအတွက်အရေးပါတဲ့သတင်းချက်လက်တွေပေးအပ်ခဲ့မှုကသူ့ကိုအစ္စရေးနိုင်ငံမှာဒမတ်စကတ်မြို့ကသူ့လူကိုပတ်သားဆိုတဲ့နာမည်ဂုဏ်ပုဒ်ကိုပေးခဲ့ပါတယ်ဒါအပြင်သူ့ရဲ့ကိုကြိုးမဖတ်တဲ့စိတ်ဓာတ်ကဂျူးလူမျိုးမျိုးဆက်တွေကိုသူတို့နိုင်ငံအတွက်စွန့်လွတ်စွန့်စားတာဝန်ထမ်းဆောင်လို့တဲ့စိတ်ဆန္ဒဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးသွားနိုင်ခဲ့ပါတယ်။သူတည်ဆုံးပြီး40နှစ်ပြည့်အထိမ်းအမှတ်မှာဝင်းကြီးချုပ်အရီယာရှရွန်ကအီလီဂိုရင်ကိုချင်းတဲ့ကူရဲကိုတယောက်တည်းဝင်သွားခဲ့တဲ့ဒန်သာကြီးတူရဲကောင်းလို့ခေါ်ဆိုခဲ့ပါတယ်။ 1969ခုနှစ်အီလီကိုရင်ရဲ့6ရက်စစ်ပွဲရဲ့အောင်မြင်မှုဟာအစ္စရေးနိုင်ငံကိုကမ္ဘာအဆင့်မှာလေးစားမှုနဲ့ကြောက်ရွံ့မှုဖြစ်စေတဲ့စီးရေးအင်အားကြီးနိုင်ငံတစ်ခုတည်ထောင်နိုင်ဖို့ကူညီပေးသွားခဲ့ပါတယ်။ဒါ့အပြင်မော့ဆက်ကိုလည်းအမေရိကန်ရဲ့ CIA နဲ့ British ရဲ့ MI6 တို့နဲ့ရင်ပေါင်တန်းနိုင်တဲ့ထိပ်တန်းထောင်လိုက်ရေးအေဂျင်စီဖြစ်ပြသနိုင်ခဲ့ပါတယ်။အီလီကိုရင်ရဲ့ကြော်ကြားမှုဟာလူပုံမှုသိရှိလာပြီးတော့ Netflix ရဲ့ဇာတ်လမ်းတွေ Despair မှာသူ့ရဲ့ဘဝဆက်ကြောင်းကို Sasha Baron Cohen ကတရုတ်ဆောင်ထားပါတယ်။အခုလိုဗီဒီယိုကို အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုစိတ်ဝင်စားကြအကြောင်းအရာတွေကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Blue TV ကို Like and Subscribe လုပ်ထားပေးကြပါခင်ဗျာ။